အားလုံးပဲမင်္ဂလာပါ VC တင်းထဏာကနေချူဆူလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ April 14ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆင်မယ့်သတင်းတွေကတော့ချင်းပြည်တော်မှမင်းနဲ့မျိုးပေါ်ကမျိုးမနှစ်ချင်းဖျားကြောင်း MBC ကိုစစ်ကောင်စီကမင်းညကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဖျားကြောင်းတစ်ခုလုံးပျက်စီးသွားပါတယ် ချင်းပြည်ထန်လန်မြို့နယ်မှာဒီကနေ့မနက်ပိုင်းကကားတစ်စီးတိမ်မောက်ပြီးအမျိုးသမီး2ဦးသေဆုံးက3ဦးဒဏ်ရာရှိတယ်လို့သိရပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကျန်တာချေးရွာကအချမ်းဖက်စစ်ကောင်စီတပ်စခန်းကိုချင်းကွေတပ်ဖွဲ့ CDF KKG နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်တာ၅လကြာမြင်ခဲ့တဲ့ဖလားမျိုးသိန်းစစ်စင်းရင်မှာချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်90နီးပါးကြာဆုံးမှုရှိခဲ့တဲ့တဲ့ရင်တွေနဲ့အတူ ခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်တောင်ပိုင်းမင်းနက်မြို့ပေါ်ကမြို့မနှစ်ချင်းဖျားချောင်း MBC ကိုစစ်ကောင်စီကမင်းညာကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဖျားချောင်းတစ်ခုလုံးပျက်စီးသွားပါတယ်။ဧပြီလ23ရက်တန်လွင်ခေတနင်္ဂနွေ Palm Sunday ညနေပိုင်း၄နာရီဝန်းကျင်ခန့်မှာနေပြီးတော့အေလာလီတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးက မင်းတက် MBC ဖျားချောင်းကိုဖျားအပြင်ပေါင်900ပုံနဲ့အကြောင်းမဲ့တိုက်ခိုက်သွားတာလို့မင်းတက်ဒေသခံတဦးကပြောပါတယ်။ဘုံချေတိုက်ခိုက်မှုကြောင့်ကံကောင်းထမစွာဖြင့်အယက်သားသိဆုံးမှုမရှိပေမဲ့ဖျားချောင်းတစ်ခုလုံးကျေမွပျက်စီးသွားတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတက် Baptist Church ကလည်းလူမှုကွန်ရက်ဆာမျက်နှာမှာဖျားချောင်းပျက်စီးသွားတဲ့အပေါ်ဝန်내ကြီးကွဲချောင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့မင်းတပ်မျိုးမှာစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏဆက်လက်ပြုလုပ်နေပြီးဧပြီလ9ရက်နေ့ကလည်းမင်းတပ်မျိုးအနီးဖွေချေးရွာကိုလေကြောင်းတိုက်ခိုက်လို့ကလေးငယ်နဲ့ဘာသာရေးဆရာအပါဝင်အရတား6ဦးသေဆုံးခဲ့ပါတယ်။ဒါပြင် AG ဖျားကြောင်းအပါဝင် လူနေအိမ်10လုံးကျော်ပျက်စီးခဲ့ရပါတယ်။အလားတူမင်းတပ်မျိုးအနီးကမ်ပလက်မျိုးကိုလည်းဧပြီလ12ရက်နေ့ကစစ်ကောင်စီက လေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့ပြီးအယတတအူတည်ဆုံမှုရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့ကမ်ပလတ်မြို့ကိုဧပြီလ2ရက်နေ့တုန်းကလည်းစစ်ကောင်စီကဘုံကျဲတက်ခိုက်လို့ဌာနဆိုင်ရာအဆောက်အုံတွေပါဝင် လူနေအိမ်20ကျော်ပျက်စီးခဲ့ပါတယ်ရှင်းပြည်တန်တလန်မြို့နယ်မှာဒီကနေ့မနက်ပိုင်းကကားတစီတိမ်းမှောက်ပြီးအမျိုးသမီး2ဦးတည်ဆုံက3ဦးဒဏ်ရာရရှိတယ်လို့သိရပါတယ်တန်တလန်မြို့နယ်ဒွန်ချေရွာကအမျိုးသမီးအဖွဲ့ဟာ Rabuk Cheyama Zanak Area Baptist Women Department ZABWD ကကျင်းပပြုလုပ်တဲ့ဘာသာရေးဆိုင်ရာသင်တန်းတက်ရောက်ပြီးအပြန်လမ်းမှာကားတိတ်မောက်ခဲ့ကြတာလို့သိရပါတယ်။ဒီကနေ့ April 14ရက်မနက်ပိုင်း7:00နာရီဝန်းကျင်မှာလုံလဲရနဲ့ Rapel ခြေရွာကြားမှာကားဘရိတ်ပေါက်မှုကြောင့်အချိန်မထိနိုင်ဘဲလမ်းအောက်ကိုလိမ့်ကျသွားတာဖြစ်တယ်လို့ဒေသခံတအူးကပြောပါတယ်။ ဘာသာရေးဆိုင်ရာအမျိုးသမီးတင်တဲ့တက်ရောက်ပြီးဒွန်ကိုပြန်လာတဲ့အချိန်မှာဖြစ်သွားတာပါ။ကားကဂုံးအထက်ကိုတက်နေတဲ့အချိန်မှာ brake ပေါက်ပြီးလိမ့်ချသွားတာလို့ဒေသခံတူကပြောပါတယ်။ကားတိမ်မမှုကြောင့်ဒွန်ဂျေးရွာဒေသခံအသက်55နှစ်အရွယ်ပြီးမန်ဂျီနဲ့အသက်22နှစ်အရွယ်နူဒူရမ်မွိတို့တည်ဆုံခဲ့ရတယ်လို့သိရပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့တောင်ပိုင်းကျန်တာဂျေးရွာကအချမ်းပတ်စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF KKG နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက April 17ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်လို့သိရပါတယ်။ကျန်တာကြီးရွာကကျန်းဖက်စစ်ကောင်စီရဲ့ပြည်သူစစ်နဲ့ပြူစောထီတွေတက်ဆွဲထားတဲ့စခန်းကိုဒေါ်လန်ကြီးပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်က15ဦးဝင်းကျင်သေဆုံးကလက်နက်ခဲယမ်းတဲ့စစ်အုံဆောင်ပစ္စည်းအများများလည်းသိမ်းဆီးရရှိကြောင်းစီးရီးတရင်းမြစ်ကပြောပါတယ်။ ကလေးမျိုးတောင်ပိုင်းကအချမ်းပတ်စစ်ကောင်စီတပ်ရဲ့ကပနီတက်စခန်းကိုချင်းအမျိုးသားတပ်မတော် CNA အပါအဝင်တော်လိုင်းရေးပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။အဲဒီနောက်ကလေးကံကောလမ်းမပေါ်ကစစ်ကောင်စီ အားကောင်းတဲ့မှန်တော်နဲ့အောင်တာယာချေးရွာရွာကတက်စခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စကိုင်းတိုင်းအဆွန်ဆုံးမှာရှိတဲ့ကြံသားရွာကိုထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ၅လကြာမြင့်ခဲ့တဲ့ဖလန်းမျိုးတိန်စစ်စင်ရင်မှာချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်60နီးပါးကြာဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ဖလန်းမျိုးတိန်စစ်စင်ရင်မှာချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့အတူစကိုင်းမကွေးတိုင်းခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့16ဖွဲ့တို့ပူးပေါင်းပါဝင်ခဲ့ကြပြီးရဲဘော်89ဦးကြာဆုံးကဒဏ်ရာရရှိသူအယောက်900လောက်ရှိတယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူ Slime Timmy ကပြောပါတယ် ဒါပြင်ကိုလက်အင်ကဆုံးရှုံးသူအယောက်30လောက်ရှိတယ်လို့လည်းသိရပါတယ်။ကြာဆုံးသူ89ဦးမှာချင်းညောင်ဖွဲ့ဝင်ရဲဘော်56ဦးပါဝင်ပြီးအဲ့ဒီထဲမှာဒေသခံအဖွဲ့အစည်းဖြစ်တဲ့ CNDF ကတူနာပြု2ဦးအပါဝင်ရဲဘော်40ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။မဟာမိတ်တပ်ဖွဲ့တွေထဲက33ယောက်ကြာဆုံးခဲ့တယ်လို့သိရပါတယ်။ဗလာမျိုးတိန်တိုက်ပွဲကို2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့ကြပြီး9လပြည့်တဲ့ April 9ရက်နေ့မှာအပြစ်သက်သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကာတာနိုင်ငံဒိုဟာမြို့မှာဧပြီလ10ရက်နေ့9ရက်နေ့ကကျင်းပခဲ့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခေါင်းဆောင်မှုညီလာခံမှာချင်းလူအခွင့်အရေးအဖွဲ့ CHRO နဲ့ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီညီလာခံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်တာနဲ့ပရိပခနဲ့လူသားချင်းစာနာမှုလေ့လာရေးစင်တာတို့ပူးပေါင်းကျင်းပတာဖြစ်ပြီးချင်းလူအခွင့်အရေးအဖွဲ့ CHRO ကရှေ့တန်းမှာဦးဆောင်ခြင်း ူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှေ့တန်းတက်ခေါင်းစဉ်နဲ့ high level panel မှာပါဝင်ဆွေးနွေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်ဒီဆွေးနွေးပွဲကို Syria, Ukraine, Sudan နဲ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာအပြင်ထံဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲဖြစ်ရာဒေသတွေကရှေ့တန်းခေါင်းဆောင်တွေကိုဖိတ်ခေါ်စူးစီးထားတာဖြစ်ပါတယ်စီးရှာရောကမြန်မာနိုင်ငံတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့နိုင်ငံအရေးအခြေအနေတွေ လျင်မြန်ယိုယွင်းလာမှုကိုမိမောင်းထုတ်ပြခဲ့ပြီးစစ်ကောင်စီရဲ့ရက်စက်မှုတွေနဲ့တဘာဝဘေးအန္တရာယ်တွေပေါင်းဆက်ပြီးအရက်သားတွေကိုအသက်ဆုံးရှုံးမှုဖြစ်စေတာကိုထည့်သွင်းတင်ပြပါတယ်။မြန်မာပြည်သူတွေဟာနောက်ထပ်ဘာဖြစ်လာအောင်မလဲဆိုတဲ့အမြဲတမ်းစိုးရိမ်ပူပန်မှုတွေနဲ့ရင်ဆိုင်နေကြပြီးမကြသေးခင်ကဖြစ်ပွားတဲ့ငလျင်တဘာဝဘေးအန္တရာယ်ခံစားနေရတဲ့အချိန်မှာလဲစစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်ခံစားနေကြရတယ်လို့ဆိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့မြန်မာနိုင်ငံရဲ့နေရာအများစုကိုထိန်းချုပ်ထားနိုင်ကြပြီဖြစ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲရွာခြေပြုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့လူသားချင်းစာနာမှုတစ်ခုကိုပြန်လည်တက်မှတ်ပေးဖို့လိုအပ်တယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဒါအပြင်အကူအညီများပေးအပ်ရေးအပြင်ကိုပိုင်အုပ်ချုပ်မှုဒေတာလိုက် ပြန်လည်ထူထောင်ရေးစနစ်တွေနဲ့ရေရှည်ခန္ဓာရေးရှိရေးတွေမှာလည်းရင်းနှီးမြှုပ်နှံဖို့စစ်တပ်ကြီးစိုးမှုကိုပယ်ချပြီးဒီမိုကရေစီနီးကျ ပါဝင်နိုင်တဲ့ခေါင်းဆောင်မှုကိုမြင့်တင်ပေးတဲ့နိုင်ငံရေးအနာဂတ်သစ်တရက်ပေါ်ပေါက်လာရေးကို ထောက်ခံဖို့လဲဈေးချာတို့ကတောင်းဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာပရမဆုံးပြုလုပ်တဲ့ဒေါ်လာရဲ့အမှုပညာရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့အယောင်ဒီဖြောပြပွဲကနေအမေရိကန်ဒေါ်လာ3,300ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ယောင်ဒီဖြောပြပွဲကိုအမေရိကန်နိုင်ငံရဲ့မြို့တွေမှာစက်တိုက်ပြုလုပ်မှာဖြစ်ပြီး ပထမဆုံးဖျော်ဖြေပွဲကတော့ Maryland မှာ April 12ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး American ရောက်မြန်မာနယ်ပါတိုင်းသားတွေကလက်မှတ်အားလုံးကုန်တဲ့အထိယုံပြည့်ယုံရှင်အားပေးခဲ့ကြပါတယ်။ဖျော်ဖြေပွဲမှာလင်းလင်းနဲ့ချစ်သူဝေတို့နဲ့အတူသမီးတွေဖြစ်တဲ့ခင်နဲ့တစ်တို့ရဲ့တင်ဆက်မှုအစီအစဉ်လဲပါဝင်ခဲ့တယ်လို့သိရပါတယ်။လင်းလင်းနဲ့ချစ်သူဝေတို့ကဒီဖျော်ဖြေပွဲတွေကိုအမှုပညာရှင်မယူပဲဖျော်ဖြေပေးနေတာဖြစ်ပြီးပွဲတွေကရလာတဲ့ငွေတွေကိုတော်လန်မိသားစုတွေရဲ့ ပြန်လည်ထူထောင်ရေးမြေပြင်ကောင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့ပညာရေးစရိတ်ပို့ဆောင်ခြင်းနဲ့အတူလူခွင့်ရေးလှုပ်ရှားမှုတွေအတွက်အသုံးပြုသွားမယ်လို့အတည်ပြုထားပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အတွင်းစစ်ဘေးတိမ်းရှောင်နေကြတဲ့ချင်းလူငယ်တွေအနေနဲ့နေရပြန်ပြီးတိုက်ပွဲဝင်ကြရန်မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်မှဘူခေဗန်လယ်ဗီနာကတိုက်တွန်းပြောဆိုလိုက်ပါတယ်။မီဇိုရမ်ပြည်နယ်အိုင်ဇောမြို့မီဇိုအမျိုးသားတအူပါတီ MNF ရုံးငန်းမှာ ဧပြီလ17ရက်နေ့ကကျင်းပပြုလုပ်တဲ့ပါတီအစည်းအဝေးမှာလွှတ်တော်အမတ်ကခုလိုတိုက်တင်ပြောဆိုသွားတာဖြစ်ပါတယ်။ရှင်းပြနေကိုမိမိပြည်နယ်အဖြစ်ခံယူကြသေးတယ်ဆိုရင်စစ်ကောင်စီကိုတိုက်ခိုက်ဖို့နေရပြန်ဖို့လိုအပ်ပြီးလိုအပ်တဲ့အကူအညီတွေကိုထောက်ပံ့ပေးဖို့အတွက်အဆင်သင့်ရှိနေတယ်လို့မီဇိုရမ်ကအထက်လွှတ်တော်အမတ်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကနိုင်ငံခြားတိုင်းပြည်ကနေမီဇိုရမ်ပြည်နယ်ထဲလာရောက်မဲ့လူဦးရေ၁၀ရောက်ဝန်းကျင်ဟာ ယူဒယ်လီမြို့ကနေခွင့်ပြုချက်မပေးလို့ပြန်လှည့်သွားကြရတယ်လို့ထွတ်တော်မှကပြောပါတယ်။အဲဒီလိုဖြစ်တာဟာမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလွှတ်တော်အစည်းအဝေးမှာနိုင်ငံခြားသားတွေမီဇိုရမ်ထဲဝင်ရောက်လာမှုအခြေအနေတွေထုတ်ပေါ်ပြောဆိုထားတဲ့အကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူလလ်ဒူအော်မာဟာပြီးခဲ့တဲ့မတ်လအတွင်းကျင်းပခဲ့တဲ့မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာခီးသွားဧည့်သည်နိုင်ငံခြားသားတွေမီဇိုရမ်ပြည်နယ်ထဲဝင်ရောက်လာသူအများပြားရှိပေမဲ့ ချင်းပြည်နယ်တဲကိုဝင်ရောက်ပြီးစစ်တပ်နဲ့ပေးတာတွေရှိသလိုမီဇိုရမ်ပြည်နယ်ဟာမြန်မာနိုင်ငံတဲဝင်ရောက်ဖို့လမ်းကြောင်းအဖြစ်အသုံးပြုကြတယ်လို့ထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံခြားမှရောက်ရှိနေကြတဲ့ချင်းစုံမျိုးနွယ်စုတွေမီဇိုရမ်ပြည်နယ်တဲဝင်ရောက်ဖို့အိန္ဒိယဗဟိုအစိုးရကပိတ်ပင်တင်းကျပ်မှုတွေလှုပ်လာတာလို့မီဇိုရမ်အထက်လွှတ်တော်အမတ်ကပြောပါတယ်။မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ်ပူခေဗန်လယ်ဗေနာဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ29ရက်နေ့ကချင်းမျိုးသားတပ် UCNF ဘဟုဌာနချုပ်ချင်းလုံမျိုးကိုတွားရောက်ပြီးချင်းပြည်ကောင်စီ ချင်းပြည်အစိုးရချင်းမျိုးသားတပ် UCNF တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီဒီမက်ဗီယိုစီသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။